မိဘပြည်သူများရှင်ဒီတစ်ပတ်ရဲ့ Present for you အစီအစဉ်ကနေဘန်းအစ်စ်လေးတွေထည့်သွင်းပုံဖော်ထားတဲ့တေးသက်လှပါတဲ့ Half Flower Fresh လေးကို ပြုလုပ်ပြသသွားမှာဖြစ်ပါတယ်ဟိုလေဟိုပန်းထိုးထဲမဲ့နေရာရောက်တဲ့နေရာမှာဆိုဒီလိုအဆူတို့အရွက်တို့ရဲ့အထစ်ကလေးတွေရှိရဒီတိုင်းပန်းထိုးလို့ရှိရင်ဒီဖော့ကမခိုင်ဘူးပေါ့နော်အဲ့အတွက်ပန်းထိုးမဲ့ရိုးတံလေးတွေဆိုရင်ဒီလိုဆူးလေးတွေဆိုအကုန်လုံးကတ်ကြီးလေးနဲ့ ဒီလိုညီညီညာညာလုံးချောလည်းဖြစ်နေအောင်လို့သူ့ကိုညှက်ပေးလိုက်လို့ရှင်ပန်းထုတ်ရင်ပို့ပြီးခိုင်းနေပါတယ်ဒီဘက်မှာတော့ဒီဒါလေးကညက်နေပြင်အကြွထိုးထားပါဘောနော်ဒီဘက်မှာကျတော့ပန်းလေးကဒီထက်ဒီတမြင်တဲ့ကိုပို့ပြီးတော့နှိပ်ပေးမယ်နော်အသေးပုံလေးဖော်ချင်တာဖြစ်တဲ့အတွက်ဒီနောက်ဆုံးဒီအောက်ရဲ့အသေးအချွန်နေရာလေးရောက်ပြီဆိုရင်တော့ပန်းလေးတစ်ပွင့်နည်းနည်းလေးအောက်ဖက်ကိုပိုချွန်အောင်ထည့်လိုက်တယ်เนาะအသေးပုံလေးပေါ်ပေါ်ချင်လို့ပါ ုဆိုရင်တော့ပန်းလေးနဲ့ frame လေးပြီးသွားပြီပြီးလို့ရှိရင်သူ့သဘာဝကြောင့်သိရွက်လေးနည်းနည်း light ဖြစ်ပြီးပါမယ်နော်ဒါလေးတွေကလေဒီပန်းရဲ့ဈာတဲ့အောက်ကမြင်နေရတဲ့ဖော့တွေပေါ့နော်မလှအောင်လေနော်မြင်နေရတာဖော့တွေရောတိတ်တွေရောသူ့ကိုကွယ်လိုက်တဲ့သဘောပါပြီးသွားပြီဆိုရင်သူ့ကိုဖြေးပန်းလေးနဲ့အလှထိုးပါမယ် ပြီးသူ့ကိုလက်ဆောင်နဲ့တူအောင်လို့လှအောင်လို့ ribbon လေးချပေးပါမယ်နော်ကိုနှစ်သက်ရနေရမှာဒီဖဲဖဲလေးကိုထုတ်လေးနဲ့တက်လိုက်အောင်မယ်နော်ဟုတ်ဆိုရင်တော့အသေးပုံ red pen လေးလုံးလို့ပြီးသွားပါပြီရှင်ချစ်ချင်းမြတာရီနဲ့တံမိုးထားမှုကိုဖော်ပြဖို့အတွက်ပြည့်ပြည့်စုံတဲ့ half flower fresh လေးကတော့လက်ခံရရှိမဲ့သူအတွက် ထူးခြားလို့နေမှာပါ